တချို့ကြတော့အမတန်မှချမ်းသာကြတယ်။ဘာဖြစ်လို့ဒီလိုဖြစ်ရသလဲ။အနိကမိဖုရား မေးတဲ့မိန်းကုံးထဲမှာပါ။အဲ့ဒါကိုမြတ်စွာဘုရားကဘယ်လိုဖြေတုံးဆိုရင်ချမ်းသာတယ်ဆိုတာလဲအကြောင်းပဲမဟုတ်ဘူး။ဆင်းရဲတယ်ဆိုတာလဲအကြောင်းပဲမဟုတ်ဘူးတဲ့။ဒါနကောင်းမှုနဲ့စိစိဥစ္စရာအမြဲတမ်းဆက်သွယ်ပြီးတော့နေတယ်။တချို့အထင်နဲ့ကိုယ်လုံးလဝီရိယနဲ့ကြိုးစားလို့ရတယ်လို့ထင်တာဟုတ်ပါတယ်။ကြိုးစားလို့ရတာနဲ့ကံပေးလို့ရတာမတူဘူး။ ကြိုးစားလို့ရတာကကြိုးစားလို့ရတာအတိုင်းအတာတစ်ခုပဲကံပေးလို့ရပြီဆိုရင်အတိုင်းအတာတစ်ခုတည်းပို့တယ်ပေါ့အဲ့တော့မလုခရင်ကိုမခံစားရဘူးဆိုတာဟာစတိလဝတ္ထုကိုကြည့်လို့ရှိရင်အမတန်မှထင်ရှားတယ်စတိလတထေးကြီးဟာအလုံးကြားဝကြလိုက်မယ်အိတ်နောက်ဖေးမှာရွှေတောင်ကြီးပေါက်နေတယ်တခုသောဘုရားမှာဖယားကိုစော်ကားပြီးပြောမိလို့ ကတောမြတ်စွာဘုရားရဲ့စေတီတော်နဲ့ပတ်သက်ပြီးစောကားပြောပြီးတော့ဥဇောကရောဘုရားအတွက်ရွှေအိုးကြီးသုံးလုံးလှုပ်တယ်ရွှေပန်းခိုင်ကြီးတွေလှုပ်တယ်လှုပ်တဲ့အခါမှာသားကြီးကိုခေါ်တယ်ကဲငါသားကြီးအာဒီရွှေပန်းခိုင်သုံးခိုင်လောရမယ်မင်းဝိုင်းလှုပ်စမ်းပါဆိုတော့ဟာအဖေစောကားတာအဖေပဲလှုပ်ကျုပ်နဲ့မဆိုင်ဘူးဆိုဝိုင်းမလှုပ်ဘူးသားလက်ခိုင်းတဲ့အခါကျတော့လေသားလက်ကလည်းဒါအဖေစောကားတာအဖေပါတိလှုပ်ကျွန်တော်မလှုပ်နိုင်ဘူး တားငယ်လေးခိုင်းတဲ့အခါကျတော့ဩအဖကိစ္စဆိုတာလောက်ရမှာပေါ့ဆိုပြီးတော့အတက်တရောသူကဝိုင်းလောက်ခဲ့တယ်။အဲ့ဒီရွှေအိုးကြီးတွေလှုပ်ပြီးလှူခဲ့တဲ့ကုသကောင်မှုကြောင့်ရွှေတော်ပေါက်တာ။အဲ့တော့ခုနကတားကြီးနှစ်ယောက်ကသူတို့မပါသေးတဲ့အတွက်ကြောင့်တားကြီးနဲ့တားလက်ကရွှေကိုဖဲ့လို့မရဘူးသူတို့။အဲ့တော့သတိလတထေကပြောတယ်မင်းတို့ငါတားကြီးနှစ်ယောက်ဒီရွှေတော်ကမင်းတို့နဲ့မဆိုင်ဘူးတဲ့။ ငါသားငယ်လေးနဲ့ပဲဆိုင်တယ်အဲ့တော့သူပေးသမျှနဲ့ခြေနိုင်ကြပြီတော့လို့ဒီလိုပြောပါအဲ့ဒါကကံပေးတာเนาะအေးဒါကြောင့်ဝင်လို့မြတ်စွာဘုရားကဒါနကောင်းမှုဒုထာကိုအကြောင်းပြုပြီးတော့လူတွေကချမ်းသာဒုက္ခရကြတာတဲ့မွဲတာကလှုပ်လို့မွဲတာမဟုတ်ဘူးတဲ့မလှုပ်ခဲ့လို့မွဲတာများတယ်အဲ့တော့မလှူခဲ့တဲ့ပုံကိုယ်တွေက မွဲတည်ပြီးတော့လှူခဲ့တဲ့ပုံကိုယ်တွေကချမ်းသာတာဖြစ်တယ်ပေါ့ဒါကိုဆိုလိုတယ်ပေါ့